အလုံးစုံမင်္ဂလာပါ CD Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် EPL Week 7အတွက် Super Computer ခံမှန်းချက်တွေနဲ့အတူ CIB ပြန်လည်ရောက်ရှိလာပါပြီ CIB ကို YouTube မှာ Subscribe မလုပ်ထားရသေးလည်းလုပ်ထားနိုင်ပါတယ်ဒီဗီဒီယိုမှာတော့စနေနေ့ပွဲစဉ်၅ပွဲကိုခံမှန်းပြီးသွားပါမယ်အရင်တစ်ပတ်ကတော့ Liverpool ရဲ့ယာနုံးပြေနိုင်ပွဲကို Crystal Palace ကရပ်တန့်ပြခဲ့ပြီး Premier League မှာရှုံးပွဲမရှိသေးတဲ့တင်းတဲ့သောအသင်းအဖြစ်ရပ်တည်ပြနေပါတယ် အာဆင်နယ်ကတော့နယူကာဆယ်ကိုနောက်ကျသွင်းကိုတွေနဲ့အနိုင်ယူပြီးထိတ်ဆုံးကလော်ဘာဘူးကိုအမှတ်ကပ်လိုက်လာပါတယ်။ဘရန်ဖို့ကိုအဝေးကွင်းမှာသွားရှုံးလိုက်တဲ့ရူပင်အမ်မိုရင်ကတော့ဖီအာရီအောက်ကိုပြန်လဲရောက်ရှိသွားပါပြီ။အန်ဆိုမာရက်စကာရဲ့ချဲစီအသင်းကလည်းအင်ကွင်းမှာအနိုင်ယူနေကြဘရိုက်တန်ကိုအန်အားသင့်ပွဲအရေးနှိမ့်ခဲ့ပါတယ်။ဒုတိယ International Break မလာခင်တော့ Premier League ပွဲစဉ်တွေကတောက်ကြဆန်နေတနင်္ဂနွေဆိုပြီးဇက်တိုက်ကစားသွားရဖို့ရှိနေတာပါ။တောက်ကြနေ့ညစနေမနက်မှာတော့ဘုံမောက်ကဖူအန်ကိုအဲခံကစားသွားဖို့ရှိနေပြီ။ ဒေါ်ထန်ကတော့ Leeds United ကို စနေနေ့အစောပိုင်းမှာတွားရောက်ကစားမှာပါ Manchester United နဲ့ Arsenal တို့ရဲ့ပွဲတွေလည်းစနေနေ့မှာပါဝင်နေပါတယ်ဒါအပြင်စနေနေ့ Big Game ဖြစ် Stamford Bridge မှာ Chelsea နဲ့ Liverpool တို့ရင်ဆိုင်ကစားသွားရဖို့ရှိနေပါတယ်မြန်မာစံတော်ချိန်တောက်ကြညစနေမနေ့တစ်ခွဲမှာကံပဲဘုံမောက်ဖူဟန်ပွဲနဲ့ကျွန်တော်တို့စလိုက်ပါမယ် Vitality Stadium မှာကစားမယ်ဒီနှစ်သင်းလုံးကရှေ့ပွဲတွေမှာနိုင်ပွဲပျောက်ထားပါတယ်ဆိုတော့ ။နှစ်သင်းတော့ကအနိုင်ရလကိုဦးတီကစားလာကြမှာပါ။စူပါကွန်ပျူတာကတော့ Cherry State လို့နာမည်ပြောင်းခေါ်တဲ့ဘုံမောက်ကိုသာပေးထားပါတယ်။ရှေ့မှာနှစ်ပွဲဆက်တည်းကြာတာကိုဒီပွဲမှာရပ်တန့်သွားဖို့ရှိနေတဲ့ဘုံမောက်90.60ဂိုင်းလုံးတိရှိနေပြီး FUN နဲ့တွေ့တဲ့နောက်ဆုံးလိပွဲ16ကြိမ်မှာလည်းနှစ်ပွဲသာရှုံးနေတာပြီး10ပွဲနိုင်6ပွဲတည်းကြာတာပါတယ်။ FUN နဲ့တွေ့တဲ့လုံးလုံးလက်လက်နောက်ဆုံး6ကြိမ်မှာလည်းတပွဲပဲရှုံးနေတာက3ပွဲနိုင်4ပွဲတည်းရရှိထားပါတယ်။ဆိုတော့ FUN ကတော့ ဘုံမောက်အင်ကွဲကိုလာခင်တဲ့နောက်ဆုံးအမှတ်ပွဲပွဲ3ချိန်ဆက်ရှုံးထားတယ်လို့ဒီပွဲမှာလည်းနိုင်ကျင်24ဒသမ400ခန့်လုံးသာရှိနေပါတယ်ဒီနှစ်သင်းကြာသီးချသွားနိုင်ကျင်က25000ခန့်လုံးရှိနေတာပါဘုံမောက်ကအင်ကွဲမှာကြောတဲ့အတင်ဖြစ်တယ်လို့သူတို့ရဲ့ Vitality Stadium မှာကစားခဲ့တဲ့ခုနှစ်ပွဲမှာ14မှတ်တီချပွေထားနိုင်ပါတယ် Entrance Smanyo ကဘုံမောက်တိုက်စစ်အတွက်အသက်ဖြစ်လာဖို့ရှိနေတာဖြစ်ပြီးတော့ဒီကစားသမားကဘုံမောက်ရလာတဲ့နောက်ဆုံး Premier League တွင်ကို15ကိုမှတူးတဲ့ချစ်ကိုတွင်ယူပေးထားနိုင်ပါတယ်။ဒါကျွန်တော်စနေနေ့တဲကိုရောက်လာတဲ့အခါမှာပွဲစဉ်နှစ်ပြင်ညနေ6:00နာရီမှာကြံမဲ့ Leeds နဲ့ Tottenham အကြောင်းကိုစပြောချင်ပါတယ်။နှစ်သင်းလုံးက week 5မှာတော့တရရလက်ကိုစီရလာတာကြောင့်ဒီပွဲမှာအနိုင်ရလက်ကိုရှာဖွေလာအောင်ပါပါ။ဂျန်ကလေးအပ Premier League မှာ Wolves ကိုတရကြပြီး UCL မှာလည်း ဘိုဒိုဂလင်ကိုနောက်ကျကူရီနဲ့တည်ရထက်ကြတာကစပါပါသို့တော့စူပါကွန်ပျူတာကတော့စပါကိုဖေဗာပူပေးပြီးတော့9043.500ခန်းလို့ရှိတယ်လို့အဲခံမှန်းထားပါတယ်အလန်ရော့ကိုလာကန်နဲ့နောက်ဆုံး2ချိန်လုံးစပါကအသာစီးရတာပဲမြေလိစ်အင်ကွဲမှာတခါမှတော့3ချိန်ဆက်နိုင်ထားဘူးခြင်းမရှိပါဘူးစပါနဲ့တွေ့တဲ့အခါလိစ်ရဲ့ရလဒ်တွေအတော့ဆိုးပါတယ်နောက်ဆုံး7ချိန်မှာ9ချိန်ထိချုံးနေထားတာပါစူပါကွန်ပျူတာကလိကို9ချိန်31.300ခန်းလို့ပေးထားပါတယ် တခုသတိပြုရမှာကလေယာတစ်နှစ်တိတိသူ့အိမ်ဝင်မှာအခုချိန်ထိမရှုံးသေးဘူးဆိုတာပါဇတိမာ28 2024ကနေစတာဆိုအိမ်ကွင်းရှုံးပွဲမရှိရန်လာတာက23ပွဲတိရှိနေပါပြီပွဲစဉ်သုံးအုပ်အနေနဲ့မြန်မာစံတော်ချိန်8ခွဲမှာကဲမဲ့ Manchester United နဲ့ Sunderland ပွဲအကြောင်းပြောပါမယ် Manchester United ကတော့အိမ်ကွင်း3ပွဲစံတိုင်းပွဲရဖို့ခြေမှန်နေတဲ့ Sunderland ကိုအနိုင်ကျန်ဖို့ကြိုးစားလာမှာပါ Ruben Amorim တို့က Manchester City ပြဘောကပွဲ90မြောက်ဖြစ်ပြီး Super Computer ကတော့ United ကို99.59တက်တမခွန်ရာခိုင်နှုန်းပေးထားပါတယ်။ကျန်ခဲ့တဲ့အင်ကွင်းနှစ်ပွဲမှာ Burnley Chelsea တို့ကိုနိုင်ရတဲ့ United အနေနဲ့အင်ကွင်း၃ပွဲဆက်မနိုင်တာ April 2023ကလေးကဖြစ်ပါတယ်။ Nantes လာလန်ကဒီဘက်နှစ်တွေထဲမှာတထွက်အကောင်းဆုံးအသင်းပါ6ပွဲကစား systematic ရှာဖွေထားနိုင်ပါတယ်။သို့တော့ United ကိုတွားရောက်ရင်ဆိုင်ရတဲ့နောက်ဆုံး30ပွဲမှာတပွဲသာနိုင်ရတာပါ။ စူပါကွန်ပျူတာကတော့ဆန်ဒါလန်နိုင်ရေ19.2ရာခိုင်နှုန်းသာရှိရလို့ခံမှန်းထားပါတယ်။နောက်တစ်ပွဲကလည်းမြန်မာစံတော်ချိန်ရှစ်ခွဲမှာခင်ကြပါပါအာဆင်နယ်ကဝက်ဟမ်ကိုအဲ့ခံကစားသွားပါမယ်။ဝက်ဟမ်ကအာဆင်နယ်ကိုဝေးကွင်းမှာနောက်ဆုံး2ချိန်ဆက်အနိုင်ရထားသည့်တိုင်ဒီပွဲမှာနိုင်ဂျီက9.4ရာခိုင်နှုန်းပဲရှိရလို့စူပါကွန်ပျူတာကအားအသင့်ကိုခံမှန်းပေးထားပါတယ်။ဒီတစ်ပွဲရဲ့နိုင်ဂျီအမြင့်ဆုံးအသင်းကအာဆင်နယ်ဖြစ်နေပြီးနိုင်ဂျီ86.9ရာခိုင်နှုန်းထိရထားပါတယ်။ အမပေးနောက်ဆုံး၄ရက်နှစ်ပွဲမှာလေအာဇီနယ်တို့၄ပွဲသာရှုံးနေတာပြီဒီတည်းကနှစ်ပွဲကိုတော့ဝက်ဟမ်ကိုရှုံးထားတာပါဝက်ဆမ်အနေနဲ့အာဇီနယ်ရဲ့အမြင်ဘောတွေကိုသတိထားသွားမှာပါနောက်ဆုံးအာဇီနယ်ရရှိတဲ့၁၄ဂိုးမှာ၉ဂိုးကတေကင်ဘောတွေရာနဲ့ရရှိတာဖြစ်ပြီးတော့ဆိုးတာကဝက်ဟမ်ကိုယ်တိုင်ကတောင်းကန်ဘောကနေပေးကို၈ဂိုးနဲ့တရားစီအများဆုံးပေးထားတဲ့အသင်ဖြစ်နေပါတယ်စနေနေ့ညကိုတော့ဘစ်ဂိမ်းဖြစ်တဲ့ Chelsea Liverpool ပွဲနဲ့ပိတ်သိမ်းမှာပါမြန်မာဆန်တော်ချိန်ည၁၇နာရီ Stamford Bridge မှာဒီနေ့သင်တွေ့ကြပါမယ် နောက်ဆုံးနှစ်ပွဲဆက်ရှုံးထားသည့်တိုင်အောင်စူပါကွန်ပျူတာရဲ့ခံမှန်းချက်အရဒီပွဲမှာပပူးနိုင်ရည်42.300ခန်းလုံးရှိနေပြီးချက်စီးနိုင်ရည်32.300ခန်းလုံးသာရှိပါတယ်။သို့တော့ပပူးတို့ချက်စီးကိုဝေးကွင်းနောက်ဆုံး၄ချိန်မှာ၃ပွဲတည်းရည်ပွဲရှုံးထားတာပါ။အဲရှိမှာချက်စီးတို့အမှတ်ပေးပွဲနှစ်ပွဲပါဝင်ချန်ပီယံလိဘင်ဖီကာနဲ့ပွဲမှာပါနီကက်ပြထားရပါတယ်ဆိုတော့ကထားခံရရုံနော်ဆိုတော့၃ပွဲစတိုက်ကစီကမိုက်ဆိုင်ရာချက်စီးမှာလည်းကြံစည်ရှိနေပါတယ်။ လူဝဲဖြစ်တဲ့ဒီဘွဲမှာတော့လေပေါ့ဘူးနိုင်ကြီးကနည်းနည်းလေးများနေဆိုရင်မဖေးကြသွားနိုင်ကြီးလေးရှိပါတယ်။ဒါကတော့တောက်ကြနဲ့စနေမှာကဲပဲ။ Premier League Week 7ကိုရရပြအခမ်းအနပေးကြတာဖြစ်ပါတယ်။အားပြီးတဲ့တော့အားလုံးကိုကျေးဇူးပါ။မနေ့ထက်မှကျွန်တော်တို့တင်းငွေတွေပွဲစဉ်နေတဲ့အတူကြံလာသေးပါ။